ားလုံးပဲမင်္ဂလာပါဒီမိုလီခွေးချင်းသားနဲ့ပြန်လည်ကြိုဆိုပါရစေကျွန်တော်ရဲ့ channel လေးမှာကအခုမှ design ပိုင်းကိုစပြီးရေးရည်ရည်လေးများတော့ကိုရည်ရထားခြင်းဖြစ်ပါတယ် Photoshop နဲ့ Illustrator ကိုအသုံးပြုပြီးဘယ်လို design တွေဆင်မယ်တူးတွေကဘယ်လိုအသုံးဝင်လဲပန္နာတွေ design တွေ mock တွေဘယ်လိုလုပ်ရလဲဆိုတာကိုတစ်ခုချင်းအခြေခံကစပြီးသင်ကြားပေးမယ် channel လေးဖြစ်ပါတယ်အဲ့တော့ဗီဒီယိုလေးမစခင် channel လေးကို subscribe လုပ် ဘင်းသားကလူဒီဘေးလေးကိုနှိပ်ပေးခဲ့ပါအောင်ကြောက်ဆူလိုက်ပါတယ်။ကဲဗီဒီယိုလေးစားလိုက်ရအောင်အဲ့တော့ကျွန်တော်တို့ကဒီမှာတိုင်လေးလုံး ready ဖြစ်သွားပြီเนาะအပေါက်တွေလည်းဖောက်ပြီးသွားပြီအဲ့တော့ကျွန်တော်ကဒီဘေးတန်းနေထည့်မယ်ပေါ့ဘေးတန်းနေထည့်ဖို့ဆိုလို့ရှိရင်ကျွန်တော် ပြောခဲ့ပြပါပြီ7.8ကိုကျွန်တော်တို့ကရိုက်ခဲ့တယ်မြန်မာနော်7.5ရိုက်ခဲ့ပြီ better ကိုကြည့်နေပါမယ်ပါပြီရပါဒီဘက်ကနေ right လေး make you နော်ဒီကျွန်တော်ကနည်းနည်းလေးပိုတူးလေးနဲ့ဆွဲထားမယ် okay ပိုလိုတော့ဆွဲထားလိုက်ပါနော်ရပြီတောက်ပြီရပြီဒီကျွန်တော်ကသူ့ကိုနည်းနည်းခွာထားမယ်နော်ကျွန်တော်ဆွဲလေးထုတ်ပါမယ်ပေါ့နော်ဆွဲထုတ်ပါမယ် ဲ့တော့ကျွန်တော်တို့ကအလုပ်လုပ်လို့ပေါင်းအောင်15လောက်ပဲဖြာထားမယ်နော်15လောက်ဖြာပြီးကျွန်တော်ဒီမှာစန္ဒာခွဲမယ်1စင်မီတာဘယ်လို1စင်မီတာပြီး line 2ပြောင်းမယ်4စင်မီတာပြန် line ဖြစ်ကြမယ်ဟုတ်ပြီကျွန်တော်ဒီတိုင်းပဲထားထားမယ်ဟုတ်ပြီပြန်ကတ်မယ်ပေါ့နော် ခုနကကျွန်တော်15ထားတာဖြစ်တဲ့အတွက်15လို့ရိုက်လိုက်မယ်ဒါဆိုရင်တော့ကတ်သွားပြီအဲ့တော့ခုနကကျွန်တော်ကဒီမှာချုံကျွေးလေးထုတ်လိုက်เนาะဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာဟိုဖြစ်တော့ကျွန်တော်ကဒီဘေးကြောင့်တစ်ချောင်းမဆွဲတာပါနော်တော့ပြီးရင် copy ကြီးပွားမှာပေါ့အဲ့တော့ကျွန်တော်ဒီကောင်ကိုဆွဲချလာမယ်အဆုံးဆွဲမယ်ဆွဲမယ်เนาะပြီးရင်ဒီမှာဆွဲထုတ်မယ်အဲ့တော့ကျွန်တော်ခုနလိုပဲ 15လောက်နောက်ကိုဆုတ်ထားရမယ်နော်15လောက်ဆုတ်ပြီးတော့ဒီမှာငါတို့ပထမလောက်ခဲ့ဒီလိုပဲ15ခွဲမယ်1 cm 1 cm ဘန်ဒူပြောင်းမယ်ဖူအဲ့ရရနော်အဲ့တော့ဟိုလေးဖြတ် ဒါဆိုလို့ရှိရင်ခုနကကျွန်တော်15ပြောင်းထားတဲ့ဖြစ်တဲ့အတွက်15နော်ဒီကျွန်တော်ဆွဲထည့်လိုက်နော်ဒါဆိုရအဲ့တော့ကျွန်တော်ကဒီဒီချောင်းဆွဲပြီးသားပြီဖြစ်တဲ့အတွက်ကျွန်တော်ကဒီဘက်ကိုကြာတော့ copy ပဲပို့တော့မှာပေါ့နော်ထပ်ပြီးတော့ဆွဲရမလို့တော့ဘူးဒီဘေးကနေလည်းဒီတိုင်းပဲ copy ပဲဆွဲတော့မှာအဲ့တော့ကျွန်တော်တို့ကဒီဘက်တောင်းကိုဒီဘက်တောင်းနဲ့အညီလောက်မှာဖြစ်တဲ့အတွက်မူတူပြောင်းပြီးတော့ဒီတောင်းကနေရှူ တစ်ချက်နှိပ်ပြီးပြီဆိုရင်ဒီတိုင်းနှိပ်ပြီးတော့ပါသွားရင်ဒီတိုင်းပဲအကုန်ပါသွားမှာပေါ့နော်အဲ့တော့ကျွန်တော် control လေးတစ်ချက်နှိပ်လိုက်ပြီဆိုတာနဲ့ copy ကျန်ခဲ့ပြီပေါ့နော် copy ပါသွားမှာပါသွားဆိုရင်ကျွန်တော်ဒီဘက် down လောက်သွားပြီးတော့အညီတစ်ချက်နှိပ်လိုက်ဒါဆိုရင်တန်းတန်းရပြီရမှာလားမသိဘူး okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီဘက်တန်းနဲ့ထပ်ထည့်မယ်ထပ်ထည့်ဖို့အတွက်ကိုကျွန်တော်ကဒီတန်းကို rotate လေ့ကြမယ်ပေါ့နော် rotate လေ့မယ်ဖြစ်တဲ့အတွက်ကျွန်တော်သုံးမဲ့2ကကြာ rotate 2ကိုသုံးပါ ်ဒီနေရာမှာနည်းနည်းရှင်းပြချင်တာက rotate 2ဟာ position angle အများကြီးများတယ်ဗောနော်အဲ့တော့အဲထားပါတော့ကျွန်တော်တို့ keyboard ကနေပြီးတော့ arrow key လေးကို right right arrow key လေးချက်နှိပ်ကြည့်လိုက်ဒါဆိုလို့ရှိရင် green ဗောနော်ဟိုဟာအစိမ်းရောင်ပြောင်းသွားတယ်ပြီးတော့ position ကလည်းဒီဘက်ကိုရောက်သွားတယ်ဗောနော်ပြီးလို့ရှိရင်ကျွန်တော်က right arrow ချက်နှိပ်ကြည့်လိုက်အညီအောင်ပြောင်းသွားတယ်နော်ညီအောင်ပြောင်းသွားတယ်ပိုဇီရှင်လည်းပြောင်းသွားတယ်ပေါ့နော်ဆိုတော့ပြီးလို့ရှိရင် တောင်းအေရိုလီချင်းနေကြည့်လိုက်နော်လူးဖြစ်သွားပြီ position နဲ့ပြောင်းသွားတယ်နော်တောင်းအေရိုချင်းနေကြည့်လိုက်ပြန်အောင်ဖြစ်သွားတယ် position နဲ့ပြောင်းသွားတယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ position ကိုကျွန်တော်ဘယ်ရဘယ်လိုလှည့်မှာဆိုအပေါ်ကနေကျွန်တော်ကဒီလှည့်မှာဖြစ်တဲ့အတွက်နော်အဲ့အေရိုလီကိုတစ်ချက်နေလိုက်ဒါဆိုလို့ရှိရင်ကျွန်တော် blue ကလာပြီးပြောင်းသွားအဲ့တော့ပြောင်းသွားပြီဖြစ်တဲ့အတွက်ပြောင်းသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ တစ်ချက်ဟိုဒီတောင်လေးကနေပြီးတော့တစ်ချက်ဟိုတင်ထားပါတော့ဟိုကလစ်မထောင်းနေဘူးပေါ့နော်ဆိုတော့ကျွန်တော်ကဒီကနေလှည့်လို့လည်းရတယ်လို့ကျွန်တော်ကဒီအလဲရအနေသွားလှည့်လည်းရတယ်ဒါပေမဲ့ကျွန်တော်ကဒေါင်းကနေပဲပို့လှည့်ပါတော့ဒေါင်းကနေလှည့်ရင်ဆိုတော့ဒီဘက်အချောင်းတခါတန်းကပ်ပါတော့အဲ့တော့ဒီချက်နှိပ်တာပေါ့နော်တစ်ချက်နှိပ်လိုက်ပြီဆိုလို့ရှိရင်သူကဒီမှာ slap ဝင်သွားပြီအဲ့တော့ကျွန်တော်ကဒီဘက်ကိုဆွဲလိုက်ပြီဆွဲလိုက်ပြီဆိုလို့ရှိရင်ဒီမှာ green line လေးကိုမြင်ရမှထင်တယ်เนาะ green easy line ကိုမြင်ရမယ်ဟုတ်ပြီအဲ့ဒီမှာကျွန်တော်တို့ကအမဲ line ဖြစ်နေတာလို့ဆိုလို့ရှင်မရမရဘူးဆိုတာကဘာကိုပြောချင်တာလဲဆိုလို့ရှင်အမဲ line ပြောင်းနေတဲ့အချိန်မှာကျွန်တော်တို့က clean shot ထောက်ပြီးလှည့်လိုက်ပြီးဆိုလို့ရှင်ဒီရဲ့တိုင်အောင်စောင်းပါပါเนาะအဲ့တော့ green line ပဲဖြစ်ကြမှာပေါ့เนาะဆိုတော့မှန်ပြီဆိုလို့ရှင် clean shot နေတယ်ကျွန်တော်အဲ့ဒါအောင်မှာဒီဘက်ကိုဆွဲပြီးဆိုလို့ရှင်ဆိုတော့ ဟိုဘာလို့ဘယ်လိုပြောမလဲမကြံခဲ့ပဲနဲ့ကျွတ်ပါလာပါလာတယ်ဗောနောပါလာတယ်ဆိုတော့ကျွန်တော်က copy ယူมาလीအဲ့တော့ခုနကကျွန်တော်ပြောခဲ့သလိုပဲ control လေးကိုတစ်ချက်ဖိလိုက်ပါအဲ့လိုကြံခဲ့ပြီအဲ့တော့ဒီမှာလဲဒီတိုင်းပဲကျွန်တော်တို့ကသူ့ကိုဘယ်လိုလှည့်มาလဲဒီဘက် power back ကိုဒီဘက်ကိုလှည့်มาဖြစ်တဲ့အတွက်ကျွန်တော်တို့က red easy line ပေါ်มาရမယ်ဗောနောအဲ့ဒီမှာခုနကကျွန်တော်ပြောသလိုပိုင်းအောင်ပေါ်လို့မရဘူးပိုင်းအောင်ပေါ်နေအိုက်တိုင်ကစောင်းနေမှာအဲ့တော့ red AC line ကြီးပေါ်ရမှာပေါ့အခုကြာမလို့ red AC line ဖြစ်သွားပြီမှန်ပြီဆိုလို့ရှိရင် click ရနေလိုက်နော်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ရပြီဒါဆိုရင်မူတူပြောင်းမယ်မူတူပြောင်းပြီးကျွန်တော်ကထည့်ကြည့်ဘယ်နေကုန်လဲဖြစ်တဲ့ကချလိုက် okay ဒါပြန်ရမယ်ခင်ဗျဟုတ်ပြီနော် ဒါကိုလေအခုဒီမှာတော့သူကဟိုထက်နေတယ်ပေါ့နော်ထက်လို့သူကဒီမှာဟိုဟာကြီးဖြစ်နေတာဒါမှကျွန်တော်မပြင်းတော့ဘူးပေါ့နော်ဒီတိုင်းပဲကျွန်တော်သွားလိုက်မယ်နော်ဆိုတော့ဒီကောင်ကလည်းအဲ့လိုပဲထပ်ပြီးတော့ဆွဲမယ်ဟိုဖိုးနဲ့ထိလိုက်တယ်ပါလာဒါလိုရပြီနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကခုံရဲ့ဟိုဟာဖြစ်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့အပေါ်မှာခုံအဖုံးလေးကိုတင်လိုက်မယ်ကျွန်တော် ဟောပါတော့ဒီကောင်မဖြတ်တော့ဘူးဆိုတာအချိန်ကိုကျွန်တော်နည်းနည်းဟောပါတော့ချွေတားလိုက်တာပါတော့ဆိုတော့ရန်ကြာကောင်းမှဆိုလိုပါဘူးเนาะအဲ့တော့ကျွန်တော်တို့ဒီအပေါ်ကခုံရဲ့အခင်းခင်းမယ်ပေါ့ခုံခင်းခင်းမှဖြတ်တာပြောကျွန်တော် regular glue ကိုယူမယ်ဒေါင်းကနေပြီးတော့ကျွန်တော်ဆွဲလိုက်မယ်ဒီဒီမှာရက်မယ်အဲ့တော့လေဒဗယ်လေးနှိပ်မယ် bracket နှိပ် make glue เนาะဒဗယ်လေးပုတ်တူးလေးနဲ့ပြောင်းမယ်သူ့ရဲ့ခုံရဲ့အပေါ် glue ကကျွန်တော်က 2.7ကိုပြောထားတာဖြစ်တဲ့အတွက်2.7ကိုရှင်းပြလိုက်။ဒါဆိုလို့ရှိရင်ကျွန်တော်ကခုံရဲဟိုါဖြစ်ပြီ။ဒါပေမဲ့ကျွန်တော် B အဆောင်ကိုကျတော့ဘယ်နှလက်မှထွက်မှာလဲပေါ့။တလက်မှထွက်မလားနှစ်လက်မှထွက်မလား။အဲ့တော့ကျွန်တော်ကတော့တလက်မှပဲထွက်မှာဖြစ်တဲ့အတွက်2.7 cm ပဲထွက်မှာပါ။အဲ့တော့2.7 cm ဒါဆိုလို့ရှိရင်2.7 cm ထွက်သွားပြီ။အဲ့တော့ဒီဘက် B ကြီးလိုက်တယ်မယ်။ဒါပေမဲ့ကျွန်တော်တို့ကရိုက်เสียမှာမလို့တော့ဘူး။ပူတူးလေးပြောင်းပြီးတော့ တပည့်ဒီနှစ်ရက်ဒါဆိုပြီးရှင်နေ2.7ထွက်လာတယ်ဒီကောင်ကလည်းဒီဘက်ကိုလည်းဒီတိုင်းပဲโอเคဒါဆိုရင်ကျော်4ဘက်4ရက်လောက်ရပြီရှမ်းမှန်းပြီးလာဆိုတော့လောက်ကတော့လွယ်ပါတယ်ဗျเนาะအဲ့တော့တေချာလေးလိုက်ကြည့်ပြီးတေချာလေးလိုက်လုပ်တယ်ဆိုလို့ရှင်တော့လွယ်ပါတယ်ဟို ဘယ်လိုမှမမြန်လေးတက်မယ်ပေါ့နော်အဲ့တော့တခြားလေးလောက်ကြည့်ပါအချိန်ပေးရကြိုးလဲနတ်မယ်လို့ထင်ပါတယ်ဗျာနော်တို့ကဒီမှာခုံတော့ရပြီဒေါ်ရင်ရောက်ပြီးပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ကသူ့ကိုဘာထည့်ထည့်မလဲဆိုလို့ရှိရင်တက်ချာတွေထည့်မယ်တက်ချာတွေထည့်မယ်ဆိုတာကတသားတသားအရောင်ထည့်မယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်ရအဲ့တော့ကျွန်တော်တို့ဒီမှာရှိနေတဲ့ water mark ကိုမလိုတော့ဘူးကျွန်တော်ကဖြုတ်လိုက်တော့ပေါ့နော်ဖြုတ်လိုက်မှဖြစ်တဲ့အတွက် water mark မှာတစ်ချက်နှိပ်ပြီးဒီမှာ မိုင်းနယ်လေးကိုချက်နေလောက်ဒလိဝါဒါမတ်ဆိုတာရှိတယ်ချက်နေတာနေပြီး yes ပြီးတော့အလိုရတယ် okay ပြီးရင်ဒီအောက်ကဟာကိုလည်းကျွန်တော်ထက်လိုက်တော့မယ်မလိုတော့ဘူးအေလီကာတူးလေးနဲ့ဖြတ်ချလိုက်တော့နော်ဘာလို့ခုံဝဲကြံနေဟုတ်ပြီနော်အဲ့တော့ okay အဲ့တော့တရှာထဲမယ်ဆိုလို့ရှိရင်ကျွန်တော်ပြောခဲ့တယ် default twine ပေါ်နေရမယ်မပေါ်ဘူးဆိုလို့ရှိရင်ဝင်းညိုတဲ့ဟောပါ default twine ကိုနှိပ်လိုက်နှိပ်လိုက်ပါနော်ဒီမှာဟာတန်းအဲဒီမှာပေါ်နေရဖြစ်ရတဲ့အတွက် ဟိုဖြောက်မာတာပါเนาะ head and fine ပေါ်နေတယ်တကယ်လို့ပေါ့ဖြောက်နေတယ်ဆိုရှင် show twine ဆိုပြီးပေါ်လိမ့်မယ်ပေါ့เนาะအဲ့တော့ပေါ်လိုက်ပေါ့เนาะပေါ်လိုက်ပြီဆိုလို့ရှင်ကျွန်တော်ဒီထဲမှာမှကျွန်တော်တို့က material ကိုကျွန်တော်တို့ကချက်ရွေးမယ်ပေါ့เนาะ material ချက်ရွေးရွေးပြီးမှပေါက်ကြီးကြတာပြီပေါ့အဲ့ဒီတော့အဲ့ဒီထဲမှာမှကျွန်တော်တို့ကဒီမှာသူ့ရဲ့ပေါက်ကြီးရှိတယ်ပေါ့เนาะဒီပေါက်ကြီးရှိတယ်ပေါက်ထဲမှာမှ ဒီနေရာမှာကျတော့သူက spice shot ကတစ်ခုနဲ့တစ်ခုကဘာရှင်းမတူတာဖြစ်တဲ့ဒီမှာပေါ်တာလဲတူကောင်းမတူနိုင်ဘူးပေါ့နော်တူကောင်းတူနိုင်တယ်ပေါ့နော်ပြောချင်တာတော်2025ဆိုရင်ဒီတိုင်းပုံမယ်ပေါ့နော် spice shot ဘာရှင်း2025ဆိုရင်ဒီတိုင်းပုံမယ်2024ဆိုလို့ရှိရင်ဒီတိုင်းတော့မပေါ်ဘူးဟုတ်ပြီနော်အဲ့တော့ဘာရှင်းပြောင်းတာနဲ့အတူတူဒီအထက်ကတခြားလေးကြတယ်နည်းနည်းပြောင်းနိုင်တယ်ပေါ့အဲ့တော့ပြောချင်တာကကြတော့ ဒီထဲမှာတော့ဘူးဆိုတဲ့ဟာတော့ပါပြီးသားပဲဒါပေမဲ့ပုံစံလေးတော့ကွဲနေမယ်လို့ပြောချင်တာအဲ့တော့တက်သားဆိုရင်ရပြီပေါ့နော်အဲ့တော့ okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့မက်တီရီယယ်ချိန်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာဘူးကိုပြောင်းလိုက်ရပါတော့ဘူးကိုပြောင်းလို့ကျွန်တော်ထည့်မယ်အဲ့တော့ထည့်မှာဖြစ်တဲ့အတွက်ကျွန်တော်ကဒီမှာဘူးကျွန်တော်ကြိုက်တဲ့အကြောင်းလေးပေါ့နော်ကိုကြိုက်တဲ့အကြောင်းလေးကိုထည့်ပေါ့ကျွန်တော်ဒီမှာထည့်ကြည့်မယ်ဒီကောင်လေး okay ကျွန်တော်ဒီကာလာလေးကြိုက်တယ်ပေါ့နော်ဒီခြေောက်တွေလည်းဒီတိုင်းပဲထည့်မယ် ဲ့တော့ထဲမှာပြောကြတယ်ဒီတခြားတစ်ချက်ကိုနှိမ့်လိုက်ပြီဆိုလို့ရှိရင်ဒီမှာဈေးပုံစံကြီးပေါ်လာတယ်ပေါ့နော်ဈေးပုံပုံစံကြီးပေါ်လာတယ်အဲ့ဒီမှာကိုထည့်ခြင်းတဲ့ဟာဒီကိုကလစ်လိုက်နှိပ်ပြီးတော့ထည့်လို့ရတယ်နော်တော့လွယ်မယ်ထင်တယ်နော်ဆိုတော့ရလောက်မယ်ထင်တယ်အဲ့တော့ဒီတက်ရှာပေါ့နော်ဒီတက်ရှာကိုကြတော့ကျွန်တော်တို့ကဒီမှာအဲဒီရဲ့အကွက်ပေါ့နော်အစိတ်အကျဲအကွက်ကိုကျွန်တော်ကပြင်လို့ရတယ် အဲ့တော့ဘယ်လိုပြင်မလဲပေါ့ပြင်မယ်ဆိုလို့ရှိရင်ဒီမှာ select ရဲ့ပြင်ရမှာ active ဆိုတာရှိတယ်အဒီဟာကိုပြင်ဖို့ကြောကျွန်တော်တို့ကသူ့ကိုတစ်ချက်ထောက်ပါမယ်ဘယ်လိုထောက်ရမှာလဲဆိုလို့ရှိရင်ဒီမှာ icon ကတော့ icon ကတော့ save ပုံပုံစံကြီးဖြစ်နေလိမ့်မယ် order လေးတစ်ချက်ပြီးလိုက်ဖြစ်ပြီဆိုလို့ရှိရင်ပုံစံပြောင်းသွားတယ်နော် order ပြီးလိုက်ရင်ဒီမှာခဲတံပုံစံကြီးပေါ်လာတယ်အဲ့တော့ပေါ်လာပြီဆိုလို့ရှိရင် click ချက်နှိပ်လိုက်ဒါဆိုလို့ရှိရင်ဒီမှာဟောဖြစ်သွားမယ်နော်ဒီမှာပြောင်းသွားတယ်ပြောင်းသွားပြီဆိုလို့ရှိရင်ဒါပေါ်တော့ဒီကောင်ရဲ့ texture ရဲ့ site က 85 cm ဆိုတော့ကျွန်တော်တို့ကထားပါတော့သူ့ကိုကျွန်တော်1 2လို့ရိုက်ကြည့်လိုက်။ဒါဆိုဒီမှာအစိတ်ကျဲပြောင်းသွားတယ်။ဟုတ်နော်။အဲ့တော့ခုနကတော့85ဆိုကျွန်တော်40ပဲထားကြည့်မယ်။နော်ဒီမှာဒိုင်းလေးကြီးစိတ်လာ။အဲ့တော့ကျွန်တော်တို့ကမကောင်းဘူး1 2 2ပဲထားကြည့်မယ်။ Okay ဒါဆိုလို့ရှိရင်အဆင်ပြေတယ်။နော်။ဟုတ်ပြီနော်။ ကျွန်တော်တို့လုပ်ထားတဲ့ဟာတွေကိုခံစားလို့ရပြီအဲ့တော့ကျွန်တော်တို့ဘာမှမတိသေးတဲ့အဲဘာမှမတိသေးတဲ့အနေထားနေပြီးတော့ကျွန်တော်တို့ခုံဒီ table လေးတစ်လုံးကိုဆွဲနိုင်လာတယ်ပေါ့နော်အဲ့တော့ကျွန်တော်ထင်နေအချိန်ပြလိုက်ရတာအခုကျွန်တော်ဒီဒီနေ့ဆိုရင်ဒါ lesson 4ပေါ့နော်4ဖြစ်တဲ့အတွက် lesson 4မှာနေကျွန်တော်တေဘယ်လေးကိုကျွန်တော်ဆွဲနိုင်ပြီအဲ့တော့ နောက်ပိုင်းလာမယ့် lesson တွေမှာလည်းကျွန်တော်တို့ကဒီတစ်မှတ်ကဘယ်လိုပြောမလဲစကီးကြကြနဲ့ပုံနည်းနည်းမြင့်ဟောပေါ့နော်နည်းနည်းဆွဲရခတ်တဲ့ဟာလေးတွေ lesson လေးတွေလောင်းမှာပေါ့နော်အဲ့တော့ lesson 1ကနေပြီးတော့ဒီ4ခုကိုတော့ကြည့်အောင်ပြီးကျင်ထားပါလို့ပြောချင်ပါတယ်အဲကျွန်တော်ရဲ့ channel လေးကိုလိုက် subscribe မလုပ်ရသေးဘူးဆိုရင်လိုက် subscribe လုပ်ပေးထားပါလို့တောင်းဆိုပါတယ်ယခုဗီဒီယိုလေးက အဆင်ပြေတဲ့မိတ်ဆွေတို့တစ်စုံတရာအကျိုးပြုတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းအများသိအောင် share ပေးပါအောင်လို့တောင်းဆိုပါတယ်ဒီနေ့သင်ခန်းစာကဒီလောက်ပါပြီ။